အာရှမြို့သမီးချန်ပီယံလိပြိုင်ပွဲကနေအုပ်စုပွဲစဉ်၃ပွဲသလုံးရှုံးနိမ့်ပြီးတော့ထွက်ခွာခဲ့ရတဲ့ ISP မြို့သမီးအသင်းကြောင့်အသေးစိတ်တင်ဆက်ပေးသွားကြပါတယ်။ကျွန်တော်အားလုံးသိရှိပေးခဲ့တဲ့အတိုင်းပါပဲ။ ISP မြို့သမီးရဲ့အသင်းကတော့အာရှမြို့သမီးချန်ပီယံလိပြိုင်ပွဲကြီးကိုထိုက်တိုက်တန်တန်ဝင်ရောက်ရှင်ပြိုင်ဝင်ရရှိခဲ့ပါတယ်။ရရှိခဲ့တဲ့အလျောက်ပြိုင်သက်တွေအတွက်အဆင်ပြေအောင် ကိုင်ကြီးအခါမဲနဲ့မြန်မာနိုင်ငံပေါ်လုံးဖွဲ့ချုပ်ဘက်ကနေလဲအကောင်းဆုံးလာရောက်ကြည့်ရှုအားပေးနိုင်မွေးစီစဉ်ပေးခဲ့ပြီးတော့အကောင်းဆုံးလဲလာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေများစွာလဲရှိခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာသတိထားမိတဲ့မြင်ကွင်းတွေကိုပြန်လဲတွက်ကြည့်ပြောပြပေးသွားခြင်းပါတယ်။ ISP မြို့သမီးအသင်းဟာသူတို့အနေနဲ့ရှိရှိသမျှစွန့်ရီအကုန်သုံးပြီးရှင်မြန်သာတွားခဲ့ပါတယ်။ ကျွန်တော်တို့အားလုံးမျှော်လင့်ခဲ့တာဟာတောင်ကိုရီးယားမျိုးသမီးအသင်းရဲ့ပွဲတယ်မမဖြစ်မနေတေးရလည်းအရှိဖို့အနိုင်ရလည်းပုံဖော်နိုင်မှုပဲဖြစ်ပါလေဒါပေမဲ့လည်းမန်ချက်နဲ့နန်းတော့လွဲသွားခဲ့တယ်ဆိုတာပရိသတ်တွေအားလုံးမျက်ဝါးထင်မြင်တွေ့ခဲ့ရပါလေတောင်ကိုရီးယားမျိုးသမီးအသင်းနဲ့မြန်မာလက်ရွေးစင်ကိုစားပြု ISP မျိုးသမီးအသင်းတို့ရဲ့ကွာခြားချက်ကတော်တော်လေးဆူဆူရွရွကိုမြင်တွေ့ခဲ့ရတာပါ တဖက်ကလုံးဝတိုက်စစ်စင်သားတယ် ISP မြို့သမီးအသင်းဟာအမားများစွာနဲ့တကယ်ကိုဥတီယာမဲ့နေတဲ့ဇာကွက်နဲ့ဇာသွားခဲ့တဲ့မြင်းမင်းကိုမြင်တွေ့ရပါတယ်ဒါဟာလေကလေးတွေရဲ့ကြိုးစားအားထုတ်မှုကိုအပြည့်ပြောနေခြင်းမဟုတ်ဘဲတဲ့အသင်းနှစ်သင်းအခြားအနေငယ်မတူတဲ့ level တစ်ခုမှရှိနေတာကိုပြောပြပေးသွားတာဖြစ်ပါတယ်ပြီးတော့တွေ့ရှိရတဲ့အသင်းတွေဟာ ရှိတော့အာရှအပြင်အခြားအာရှထိပ်သည့်အသင်းတွေဖြစ်ပါတယ်ယုသမီးအသင်းတွေရဲ့မှာမြန်မာလေရွေးစင်ကိုစားပြုကစားမတွေမြောင်းများစွာခွေယူထားခဲ့ပေမဲ့လည်းအနိုင်ငယ်စွမ်းဆောင်ရင်ကြာနေတဲ့ဒါမတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ် ဒီကိစ္စတွေကပဲအထူးထွန်းနှက်ချက်ပြစ်သွားခဲ့ပြီးတော့တစ်ဖက်ကတွေးရှိရတဲ့အသင်းတွေဟာမြန်မာလေရေးစင်မြို့သမီးအသင်းမြောင်များစွာပါဝင်တဲ့ဇာမားတွေလည်းဘလို့မကဲနိုင်မင်းနဲ့ ISP မြို့သမီးအသင်းကတော့အောက်စုအဖွဲ့ပွဲစဉ်မှာပဲဂိုးပြတ်ရှုံးနေခြင်းဆိုတဲ့ရလက်ကိုခံစားခဲ့ရတာဖြစ်ပါတယ်ဂျပန်ကလပ်မြို့သမီးအသင်းပွဲစဉ်မှာလည်းတကယ်ကိုကြိုးကြိုးစားစားရှင်မြိုင်ခဲ့ကြပြီးတော့ကျွန်တော်အားလုံးတည်ရလက်ထွက်ပေါ်မယ်လို့တော့စွမ်းကုန်မျှော်လင့်ခဲ့ကြတာပါ ဒါပေမဲ့လည်းတစ်ဖက်ကတွေ့ရတဲ့အသင်းကလည်းတူဂျိုပါတီအသင်းဖြစ်နေပါတယ်တော်တော်လေးကောင်းမွန်သောဆွမ်းဆောင်နိုင်ခဲ့ပြီးတော့ ISP မြို့သမီးအသင်းဘက်ကိုတိုက်စစ်ဆင်မှုတွေနဲ့အကောင်းဆုံးပုံစံကစားပြသွားခဲ့တယ်။ ISP မြို့သမီးအသင်းကတော့ခန်စစ်အသွင်းနဲ့ကောင်တာတိုက်စစ်ချောင်းမင်းကစားသွားခဲ့ပေမဲ့လည်းအနိုင်ငယ်အလုပ်မဖြစ်ခဲ့ပြန်ပါဘူး။ဒါကြောင့်တူဂျိုပါကြီးအသင်းဟာရရှိခဲ့တဲ့တရဆက်တိုက်စစ်စင်မှုကနေပဲဥဆောင်ကိုတကူရရှိသွားပြီးတော့အစွမ်းကုန်ထိန်းသိမ်းကစားသွားခဲ့တဲ့မြင်မျိုးကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒီကိစ္စကိုပြောရမယ်ဆိုရင်လေဒီမှာလေမီးသိမြို့သမီးအတင်းစားမားတွေနဲ့ ISP မြို့သမီးအတင်းစားမားတွေရဲ့လူကကသားပုံအားနဲ့ချင်းကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒါဟာကျွန်တော်တို့အပြစ်ပြောလို့မရဘဲနဲ့သူတို့လေးတွေမှာလည်း line out အပေးခဲ့တဲ့ပြိသက်တွေကိုနိုင်မွေးဖော်ဆောင်ပေးခြင်းနဲ့စိတ်စိတ်လုံးနေတဲ့စိတ်နဲ့အထူးစူးစမ်းခဲ့ကြပါတယ်။ လက်ရှိအချိန်မှာကတော့ ISP မြို့သမီးအသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်မှာလဲမြောက်ကိုရီးယားမြို့သမီးကလပ်အသင်းကို၃ဂိုးပြန်နဲ့ရှုံးနေခဲ့ပြီးတော့လက်ရှိရှင်မြန်ကစားနေတဲ့အာရှမြို့သမီးချန်ပီယံလိပြိုင်ပွဲကြီးကနေစောစောစီစီပဲနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။လိုင်အောင်အပီခဲ့တဲ့ပရိသတ်တွေရဲ့ယင်းနင်းကားတန်ချို့ကိုလဲတင်ဆက်ပေးသွားခြင်းပါလေ။ပရိသတ်ချို့ကတော့အခုလိုမျိုးသုံးသပ်ပြောဆိုပေးသွားခဲ့ပါလေ။ဘလိုပဲဖြစ်နေပါသေးအာရှမြို့သမီးချန်ပီယံလိပြိုင်ပွဲကြီးဆိုတာ ကျွန်တော်တို့မြန်မာတွေကြီးရှုခွင့်ရတဲ့အဖို့တန်ပွဲကြီးဖြစ်ပါတယ်။ကွင်းနေတီလာရောက်အပိကွင်းရရှိခဲ့တဲ့တွက်လဲဝမ်းသာပါတယ်။ကွင်းနေတီလာရောက်အပိဖို့ရဖို့စီစဉ်ပေးတဲ့မြန်မာနိုင်ငံဘောလုံးပွဲချုပ်ကိုလည်းကျေးဇူးတင်ပါတယ်။ လက်ရှိချိန်မှာရှုံးနေသွားခဲ့ပေမဲ့ကလေးတွေအနေနဲ့စိတ်တမကြဘဲနဲ့အကောင်းဆုံးပုံစံရှင်ပြိုင်နိုင်ဖို့ထပ်မံကြိုးစားဖို့လည်းမျှော်လင့်ပါတယ်။ကျော်တော်အားလုံးလက်ရှိချိန်မှာမြန်မာလေဝီစီမြို့သမီးအသင်းပြိသက်တွေအတွက်တည်ငောင်းပြောကြင်တာကတော့မြို့သမီးအသင်းဟာလက်ရှိချိန်မှာပြိသက်အားပေးမှုအခိုင်အမာရရှိထားသောလက်ရှိ ISP မြို့သမီးအသင်းကလည်းပြိသက်အားပေးမှုအတော်တင်ရရှိထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်လာမယ့်စီဂိမ်းပြိုင်ပွဲမှာနီးပြားချုပ်အနေနဲ့လူစည်းမှန်မှန်ကန်ကန်ရွေးချယ်ပြီးတော့အကောင်းဆုံးပုံစံနဲ့ရွှေစိမ်းစုစုကူ ူပေးပါဆိုပြီးလဲပြိသက်ဦးကကိုလိုမျိုးတောင်းဆိုပြောကြခဲ့ပါတယ်။ ISP မြို့သမီးအသင်း၅ရန်ခေါ်ယူထားတဲ့မြန်မာလက်ပေးသင်းမြို့သမီးသားမရီနဲ့ပေါင်းဆက်မှုဘလော့ထိခီးရောက်လဲဆိုတာကိုသုံးသက်ပေးသွားခြင်းပါတယ်။မှန်တိုင်းပြောရမယ်ဆိုရင်တော့ဒီပြိုင်မွေးကြီးကိုကျွန်တော်တို့အားလုံးပထမရေကသုံးသက်ခဲ့လို့ပါပဲ။ကံကောင်းရင်နိုင်မယ်။အနေဆုံးတည်ရလဲထွက်ပေါ်မယ်။ဒီလောက်ထိပဲခံမှန်းထားတာပါ။လက်ရှိချိန်မှာကတော့ကျွန်တော်တို့အားလုံးမှန်းညနေနန်းတော့မကြိုက်တာကိုမြင်တွေ့ခဲ့ရပြီးတော့သုံးမွေးစလုံးကိုရှုံနေကြပါတယ် ပထမဆုံးရှုံးနေခဲ့တဲ့ပွဲစဉ်ကစပြီးတော့ကြည့်ရမယ်ဆိုရင်နမဲကြီးစူဝမ်အသင်းကိုရှုံးနေခဲ့တာဟာထိုက်တန်နဲ့ရှုံးနေမှုလို့တော့ပြောလို့မရပါဘူး။နော်တန်သာမရီရဲ့မှောင်ရင်မှုစိတ်လောနေမှုစဆရရချုံရင်မှုတွေကြောင့်ရှုံးနေခဲ့တယ်လို့မြင်တွေ့ရမှာဖြစ်ပါလေ။ကျွန်တော်စူဝမ်အသင်းကိုပထမပိုင်းပွဲချိန်တွင်မှအကောင်းဆုံးခက်ခက်ခဲခဲနဲ့တိုက်စစ်ကိုလုံးဝစင်နိုင်ခြင်းမပြုအောင်ပြုလုပ်နိုင်ခဲ့တယ်။တစ်ဖက်အသင်းရဲ့တိုက်စစ်စင်မှုတွေကိုကွင်းလေကစပြီးတော့ဖျက်တောက်နိုင်ခဲ့ပါလေ။နောက်ဆုံးမိနစ်ချိန်မိုအနေထားမှာ ဒါရင်နှင်းငယ်ဆုံးဖြတ်မှုမှောင်ရမှုအချိန်နှင်းငယ်ပို့သွားမှုကိုကျွန်တော်တို့စကားပြောရမှာဖြစ်ပြီးတော့အဲ့ဒီပုံစံကပဲတွင်ကိုတကိုခွင့်ပြုလိုက်ရတယ်။ခွင့်ပြုပြီးရဲ့ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ကစားကူကတော်တော်လေးကြာသွားခဲ့ပြီးတော့စွန်ဝန်တင်းပုံစံတိုင်းအကောင်းဆုံးတိုက်စစ်စင်ကစားရင်တွင်ကိုတွေကလွယ်တကူတင်းယူသွားခဲ့တဲ့မြင်ငွေတွေကိုမြင်တွေ့ရပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်တို့တုံးသက်ရမယ်ဆိုရင်ယူရီလိုင်းကိုတောင်မှန်မှာထားစားခဲ့တဲ့ ုံစံကအမှန်ကန်နေလို့ပြောလို့ရပေမဲ့ခံစစ်တင်စားတဲ့အနေထားမှာဆိုရင်ယွန်းရီလိုင်းနီနဲ့တော်တော်လေးခဲခဲရင်းရင်းကောက်ွယ်မှုတွေကိုပြုလုပ်ရပါတယ်။ဒါလည်းကစားမောင်းရဲ့မမဟုတ်လို့နီးပြရဲ့မဟာမားလည်းမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့တွေ့ရတဲ့အသင်းတွေဟာအသင်းကြီးတွေဖြစ်နေတယ်။ဒီလိုမျိုးအသင်းကြီးတွေကိုယဉ်ဆိုင်မှုမဖြစ်မနေခံစစ်ကစားရမယ်။တောင်ပန်လာမောင်းရီကလည်းနောက်ကိုစင်းကူနိုင်ရမယ်။ ဒါကြောင့်ဒီလိုမျိုးကစားရတယ်လို့ထင်ပါတယ်။ Yuri Line ကကျွန်တော်တို့အားလုံးသိရှိပြီးတဲ့အတိုင်းပါပဲ။ညီမအမျိုးသမီးသားမတွေထဲမှာထူးထူးဂျွန်ဂျွန်နဲ့တောင်ပန်တိုက်စစ်နေရကိုအစွမ်းကုန်ပိုင်ပိုင်နိုင်နိုင်ကစားလေးရှိတဲ့နိဗျာချုပ် Yuki Tatsuro နှစ်သက်တဲ့ဇာမတူဆွေလည်းမမပါဘူး။သူအနေနဲ့အငားကွယ်ဥထားတဲ့ဇာမတွေထဲမှာအကောင်းဆုံးပေးဆက်ဇာသွားခဲ့တဲ့မျိုးကိုမြင်တွေ့ရပါတယ်။ သူပြိသက်တွေကတော့ Unity line ကိုဝေဖန်နေကြပေမဲ့ကျွန်တော်ကတော့အကောင်းဆုံးစားပြပေးသွားတယ်။သူ့မှာရှိတဲ့စွမ်းဆောင်ရင်အချို့ကိုလည်းမြင်တွေ့ခဲ့ရပြီးတော့သူ့အနေနဲ့တကယ်ကိုထိုက်တိုက်တိုင်တိုင်စားပြသွားခဲ့ပါလေ။အခြားငါကူထားတဲ့ node ထက်ထက်ဝေးဖြူဖြူဝင်းစားတဲ့ဒါမတွေရဲ့စွမ်းဆောင်ရင်တချို့ကလည်းခံစစ်တွင်စားတဲ့အတွက်အနည်းငယ်အလုံးမဖြစ်ခဲ့ပေမဲ့အကောင်းဆုံးပေးဆက်စားသွားခဲ့တဲ့မြင်ရင်းကိုမြင်တွေ့ခဲ့ရတာတကယ်လည်းဝမ်းသာစရာကောင်းပါလေ။ ISP မြန်မာသင်းရဲ့နီးပါကျုပ်ဒေါ်ဆန်းဆန်းသိန်းကတော့ပွဲပြီးအင်တာဗျူး၃သက်ချက်မှာအခုလိုမျိုးပြောဆိုပေးသွားခဲ့ပါတယ်။ကျမတို့အားလုံးစုစုစည်းစည်းနဲ့ကြိုးစားရှင်မြန်ဝင်ရရှိခဲ့ပါတယ်။ဘလို့ပဲဖြစ်နေပါသေးဒီရလက်ကိုတော့ဘယ်ပြိတ္တဘယ်သားသမားမှလိုချင်မဲ့ရလက်မျိုးမဟုတ်တာဆိုတာကျမကောင်းကောင်းသိပါတယ်။ကလေးမှာအပြစ်မရှိပါဘူး။ကျမပဲတာဝန်ယူပါမယ်။ ကျမတို့အားလုံးစွမ်းကုန်ကြိုးစားခဲ့ကြတယ်ဆိုတာပြည်သက်ကြီးမြဝါထင်နေမြင်တွေ့ရမှာဖြစ်ပါတယ်။ကလေးတွေမှာရှိတဲ့စွမ်းရည်အကုန်လုံးထုတ်သုံးပြီးရှင်ပြန်ကစားတော်မှာတစ်ဖက်သေးနေကတော်တော်လေးကောင်းမွန်တဲ့မြင်ငွေးမှာရှိနေပါတယ်။ဒါကြောင့်ခက်ခက်ခဲခဲနဲ့ပေကိုတီးထက်မပေးအောင်စွမ်းကုန်ကြိုးစားရှင်ပြန်ကစားသွားခဲ့ရတဲ့ပွဲစဉ်တွေကိုလည်းမြင်တွေ့ရပါတယ်။လက်ရှိအချိန်မှာလာရောက်အပိတ်ခဲ့တဲ့ပြည်သက်ကြီးကိုအထူးကျေးဇူးတင်ပါတယ်။ကလေးတွေကိုမညှို့ညင်မဲနဲ့အကောင်းဆုံးပုံစံနဲ့ဆက်လက်အားပေးသွားတယ်။ ပွဲပြီးဆုံးချိန်မှာလည်းကလေးရဲ့နှုတ်ဆက်မှုကိုလှက်လှက်လဲလဲဝမ်းသာအားရဂုံပြူပေးခဲ့ကြတယ်။အမရှော့ဘဲနဲ့စက်ကြိုးသားချငါတို့မင်းတို့ဘက်မှာရှိရဆိုတဲ့အတန်တွေကိုကျွန်မကြားခဲ့ရပါတယ်။ဒီလိုမျိုးပြိသက်တွေမြောင်များစွာလိုအပ်နေပြီးတော့လက်ရှိချိန်မှာမြန်မာမျိုးသမီးအသင်းလက်ရှိ ISP မျိုးသမီးအသင်းအားပေးတဲ့ပြိသက်တွေမြောင်များစွာရရှိခြင်းကလည်းကျွန်မတို့နောက်ထပ်လုပ်ရမယ့်အလုပ်တွေအတွက်တကယ်လဲဝမ်းသာစရာကောင်းနေဆိုပြီးတော့ ISP မျိုးသမီးအသင်းနီးပြားချုပ်ဒေါ်ဆန်းဆန်းသိန်းကသုံးသပ်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လေမြမမျိုးသမီးအသင်းနီးပြချုံနေရာအတွက်တရင်နေထွက်နေတဲ့ဆိုတဲ့အပေါ်မှာတော့ဆန်းဆန်းသိန်းကအခုလိုမျိုးပြောပြခဲ့ပါတယ်အနာကမှာဖြစ်မဲ့အရာတွေကိုကျွန်မမေ့ထားပါတယ်လက်ရှိချိန်မှာ ISP မြို့သမီးအသင်းကိုကျွန်မဘလိုမျိုးကင်တွေးရမလဲလာမယ့်ပြိုင်မွဲအတွက်ဘလိုပြင်ဆင်ရမလဲဆိုတာကိုကျွန်မတို့အစွမ်းကုန်ပြင်ဆင်သွားမှာပါဒါကြောင့်လက်ရှိချိန်ကိုပဲအယုံစိုက်ထားတဲ့ဆိုပြီးတော့နီးပြချုပ်ဒေါ်ဆန်းဆန်းတိန်ကသုံးသက်သွားပါတယ် ISP မြို့သမီးအတင်းကတော့လက်ရှိချိန်မှာမြန်မာမြို့သမီးလိပြိုင်မွဲမာလေးဆီယာထိတ်ဆိုးမှဥဆောင်ထားပြီးတော့ရေပန်းစားဆုံးအတင်းဖြစ်လဲမှတ်တမ်းဝင်နေပြီးတော့လာမယ့်ပြိုင်မွဲအတွက်လည်းအကောင်းဆုံးကြိုးစားရှင်းပြိုင်နေပြီးတော့ဘလို့ပုံစံမျိုးရရလည်းမျိုးတွက်ပေါ်လာမလဲဆိုတာအင်မတန်စိတ်ဝင်စားစရာကောင်းနေရလဲဖြစ်ပါတယ်